ဒီပွဲရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ပေးတဲ့ယာယီအကာအကွယ်ပေးတဲ့အခြေအနေ TPS ကိုရပ်တန့်လိုက်တာဟာအပြုသဘောဆောင်တဲ့လုပ်ရပ်ဖြစ်ပြီးကြိုးဆိုတယ်လို့စစ်ကောင်စီပြောခွင့်ရမိုးချုပ်ဇော်မင်းထွန်းကနဝေမာလာ25ရက်နေ့ကပြောပါရယ်။သွေးစင်းညညသောတမကများအဖွဲ့ချုပ် STUM ရဲ့အဖွဲ့ဝင်မဟင်မဲဦးကိုအင်းစိန်မြို့နယ်တရားရုံးက လူနှစ်ယောက်ကတက်သိန်းတရာစီအာမခံထားရှိစေပြီးခြေချုံနဲ့သုံးနဲ့နေပေါ်အမိန်ချလိုက်တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ပါတယ်။ကပရွှေစင်းမြင့်တက်မှုကြောင့်ပြည်တွင်းရွှေစင်းတစ်ကြက်သားကို88သိန်းအထက်ကို ပြန်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကသိရှိရပါတယ်။ပြည်တွင်းရွှေဈေးကနှဝေမာလာ25ရက်နေ့မနက်ပိုင်းမှာ88သိန်း5000ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးတရက်အတွင်းကျပ်တသိန်းဈေးမြင့်လာတာဖြစ်ပါတယ်။ ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုဒီပူပီ TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။